အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့နိုဝင်ဘာလ15ရက်နေ့ညနေ9နာရီတို့မှာမြန်မာနိုင်ငံကနေအရှင်ပြည့်ကျင်းပနေတဲ့ AFC Women Champion League ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်လေးရှိပါတယ်ဒီပွဲစဉ်ကို ရန်ကုန်မြို့တူးနောက်မောလုံလေးလုံအားကစားကွင်းထဲမှာကျင်းပသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြန်မာကုစားပြုကလပ်တစ်ခုဖြစ်တဲ့ ISBE အသင်းနဲ့ မြောက်ကိုရီးယားကိုစားပြုကလပ်တစ်ခုဖြစ်တဲ့နာဂိုယန်အသင်းတို့အချင်းပြိုင်ကစားသွားမှာဖြစ်ပါတယ်။အုပ်စုအခြေအနေရတော့မြောက်ကိုရီးယားကလပ်နာဂိုယန်အသင်းဟာ ISB အသင်းကိုတီးကြယုံနဲ့အုပ်စုတလန်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။အခြေအနေရကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ ISB ကလပ်ဟာနာဂိုယန်ကလပ်ကိုဘယ်လိုမှမီနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့လို့ဒီလိုအသင်းမျိုးတွေနဲ့ကစားခွင့်ရတာကိုက ISB အတွက် မဟာခွင့်ရေးလို့ပြောလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ ISB အသင်းဟာပထမဆုံးပွဲစဉ်ဖြစ်စူဝန်တင်းတဲ့ကစားရာမှာငါးကိုးကုမ္ပဏီနဲ့ကိုပြတ်ရှုံးနိမ်ထားတာအားလုံးသိရှိပြီးဖြစ်ပါတယ်ဒီနေ့ညနေကမ်းမဲ့နာဂိုရန်အသင်းဟာစူဝန်အသင်းထက်အစာပေါင်းများစွာတာတဲ့ကစားကွက်အခင်းချင်းနဲ့ပြည့်စုံနေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ ISB အသင်းအနေနဲ့နာဂိုရန်စီကတေးတမှတ်ရယူခဲ့ရင်တောင် ကိုယူမဆုံးဖြစ်နေမှာတည်ကြပါတယ်။ပြိတ္တအများစုကလည်းကိုပြန်ရှုံနေငယ်တောင်းခွင့်လို့နားလည်ပေးဖို့အသင့်ပါပဲခင်ဗျာ။ ISB အသင်းအနေနဲ့ဖိအားမရှိတော့တာကြောင့်နာဂိုရန်တင်ကိုဘယ်လိုတွေကင်တွေကစားသွားမယ်ဆိုတာကတော့တကယ်ကိုစောင့်ကြည့်ကြင်စရာကောင်းလာပါတယ်ခင်ဗျာ။ကျွန်တော်တို့ပြိတ္တတွေကတော့ဒီနေ့လဲလူစုံတက်စုံနဲ့ရှိနေမှာတည်ကြပါတယ်ခင်ဗျာ။ဘလောက်ပဲအင်အားကြီးတင်းဖြစ်ပါစေ ကျွန်တော်တို့ပြည်သက်တွေရှိနေပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်မြန်မာဖန်ပြည်သက်ကြီးကျမ်းပါပါစေမြန်မာသည်အောင်မြင်ပါစေခင်ဗျာ